တချို့ကပြောလို့ရှိကြတယ်မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓသာသနာ ဟာလည်းပဲမတန့်စင်ဘူးလို့ဒီလိုပြောတယ်ရသော်ဗျာရဲ့အဆုံးအမတွေဟာမတန့်စင်ဘူးထေရဝါဒမပြည့်ပြင်ဘူးလို့တချို့သမိုင်းဆရာတွေကဒီလိုဆိုခြင်း။ဘာကြည့်ပြောတာလဲလို့ဆိုလို့ရှင် ရွှေတကုံဘုရားပေါ်မှာရှိတဲ့နတ်ယုတ်တွေတို့ဓက္ခန်းတွေတို့ဘိုးတော်တွေတို့ဆိုတာတွေကိုကြည့်ပြီးတော့ထေရဝါဒမှာလည်းပဲ အယူအဆတွေရောနေတယ်လို့ဒီလိုသတ်မှတ်ပြီးပြောဆိုနေတယ်။ဒါဟာသေးသေးချာချာစဉ်းစားမကြည့်လို့ပြောတာ။ကိုယ်ခွေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ရောတာကတော့တဘာဝပဲ။ဓမ္မအနေနဲ့အဲ့လိုရောထွေးနေတာလုံးဝမရှိဘူး။ထေရဝါဒစစ်စစ်လုံးဝတန်ရှင်းစင်ကြဲတယ်။အေးထေရဝါဒကိုကိုယ်ခွေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့ရောကောင်းရောလိမ့်မယ်။ဒါကဓမ္မမှာရောတာမဟုတ်ဘူး။ပုဂ္ဂိုလ်မှာရောတာ။ပုဂ္ဂိုလ်ဆိုတာ tradition ကိုစွန့်ခဲ့တယ်။ မြန်မာနိုင်ငံဟာဘုရားသာသနာမရောက်ခင်ကနတ်ကိုယ်ပဲတဲ့ဝါရမျိုးအဲ့ဒီဝါရမျိုးကိုလက်ခံပြီးတော့နေခဲ့တဲ့အစဉ်လာတစ်ခုကနေဘုရားသာသနာတော်ရောက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေယင်းတဲ့နှလုံးထဲရောက်လာလို့အမှန်သိလာပြီးတော့ဘုရားသာသနာတော်ကို မျက်မျက်နှာနှာနဲ့ကိုးကွယ်လာခဲ့ကြတယ်အဲ့ဒီကိုးကွယ်လာကြတဲ့ပုံကိုယ်ဒီအချို့အချို့ဟာရှေးယူဆွဲ အတွေးတွေကခေါင်းထဲမှာမပြောင်းသေးသည့်အတွက်တောင်းရဗုဒ္ဓရဲ့အဆုံးအမပြင်တခြားဟာတွေကိုမကန်နေထင်ပြီးတော့အယူဆွဲတွေရှိနေတတ်တာကတော့ဒါလောကရဲ့သဘာဝတစ်ခုပဲသို့သောမြန်မာနိုင်ငံရောက်လာတဲ့ပိဋကတ်တော်ပိဋကတ်30နိကေ9ပြတပခဏပေါင်း7400ဆိုတာဟာဒီထဲမှာမြည်သည့်ဝါဒမှာရောနှောနေတာမရှိဘူးဒါတောင်မှတချို့ကရေးသေးတယ် ပိဋကတ်ထဲမှာဟိန္ဒူဝါဒတွေရောနေတယ်လို့ရေးတယ်။ဘယ်ဟာရောတာတုံးလို့မေးတော့သူတို့ထောက်ပြတဲ့အရာတွေကလုံးဝရှိစရာတွေမျှတာဖြစ်တယ်ပေါ့။ဆိုပါစို့ရှိစရာတစ်ခုကပါလဲလို့ဆိုရင်သူတို့ပြောမယ်ဆိုရင်ဘုရားဝါဒထဲမှာမိစ္ဆာဝါဒတွေရောနေတယ်ဆိုတာဟာဒိဋ္ဌိတန်ယုတ်တို့ဓမ္မဇာလတုတ်တို့ဒါကဒိဋ္ဌိအကြောင်းတွေကိုဟောပြောတဲ့ဟာတွေသာဖြစ်တယ် အဲ့ဒါတွေပါရှိလို့ရောတယ်လို့ပြောနေတာကတော့ရည်စရာတက်တက်ပဲလို့ပြောမမှန်တာကိုမမှန်ဘူးလို့တင်ပြခြင်းအဖြစ်ဒီတရားဟာမမှန်မှန်ကန်ဖြစ်သွားတာမဟုတ်ဘူးမှန်ကန်မှုကို အလေးထားပြီးတော့အမားကိုလည်းအမားလို့မြင်တတ်အောင်ရှင်းပြခြင်းလားဖြစ်တယ်အေးနန္ဒကပေတဝုထုဆိုတာကို ထောက်ထားပြီးတော့လည်းပဲဒီ30ပုံကဗုဒ္ဓလက်မခံဘူးဆိုပြီးတော့ မြန်မာနိုင်ငံမှာထုတ်တဲ့စာအုပ်တချို့ကရေးတယ်။အဲ့ဒါတွေဟာကိုကပြတဲ့တာရကတွေကမမှန်ကန်တဲ့တာရကတွေနဲ့ကိုကပြတယ်။တကယ်ကျမ်းဂန်ကိုလေ့လာကြည့်မယ်ဆိုရင်တဏ္ဍကဆိုတဲ့ပြိတ္တာကြီးဟာသူကိုယ်တိုင်မှားယွင်းတဲ့အယူအဆတွေကိုယူခဲ့သည့်အတွက်ကြောင့်ဒီလိုမှားယွင်းတဲ့ဝါရကိုလက်ခံကျင့်သုံးခဲ့သည့်အတွက်ကြောင့်ပြိတ္တာဘဝရောက်လာပါတယ်လို့ပြောတာအဲ့ဒါဗုဒ္ဓဆရာပြည်တဲ့မှတ်တမ်းတင်ထားတာကိုပဲကြည့်ပြီးတော့ ဘုရားဝါဒထဲမှာဟိန္ဒူဝါဒတွေရောနေတယ်လို့ဆိုတာကတော့အလွန်ကြီးစားကောင်းတဲ့အရာတစ်ခုသားလည်းဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာတန်ခါနာ၆တန်တင်ပြီးတော့တန့်စင်ထားသည့်အတွက်ကြောင့်အလွန်ရှင်းလင်းတိကျတယ်မာယွင်ချွတ်ချော်မှုဟာမရှိသလောက်ပဲဖြစ်တယ်သို့တော့နှစ်ကာလရှည်လျားသည့်အတွက်ကြောင့်စကလုံးချွတ်ယူရင်းသွားတာကတော့မရှိဘူးလို့မပြောလို့ဘူးရှိနိုင်တယ် ယမယံခတချို့နိုင်ငံသားတွေကဒီဆိုပါတော့မြေမတောင်အကြောင်းနဲ့ရေးထားတဲ့စာတွေကိုကြည့်ပြီးတော့မြေမတောင်ဘယ်မှာလဲဆိုတာမျိုးတွေမေးလာထကြတယ်ပေါ့မြေမတောင်ဘယ်မှာလဲလို့မေးလာတာဘုရားသာသနာတော်မှာမြေမတောင်ဟာအဓိကမဟုတ်ဘူးဒါတွေကရှေးခေတ်ကရှိတဲ့အနေအထားတွေမြတ်စွာဘုရားသခင်ကိုတော်မြတ်က လောကမှာသတ်မှတ်ထားတဲ့တောင်တစ်ခုခေါ်ကြခြင်းသာဖြစ်တယ်ပေါ့ဆိုပါစို့သုတ္တနိဗ္ဗာန်ပါဠိတော်နာလကသုတ်အဖွင့်ကိုကြည့်မယ်ဆိုရင် လူပြည်ဟာမြေမို့တောင် ခမ်းမမှာရှိတယ်လို့ရေးထားတာပရိသဏ္ဍပြည်ကမြေမို့တောင်ထိပ်မှာရှိတယ်အတုရဏ္ဍဘုံကမြေမို့တောင် အောက်ခြေမှာရှိတယ်ဆိုတဲ့စကားကိုကြည့်လိုက်ရင်လူပြည်ဟာမြေမို့တောင် ခမ်းမမှာရှိတယ်ဆိုခပန်းမှာရှိနေတယ်ဆိုတဲ့စကားကြည့်လိုက်တာနဲ့ပဲ မြင့်မောတောင်ဟာရှားနေစရာလူသေးလားလူပုံနဲ့ဆက်ဆက်နေတဲ့အင်တန်ကြီးမားတဲ့ဒီကဘာဂျိုကြီးဒီပင်လေအမြင့်ဆုံးနေရာဟာမြင့်မောတောင်လို့ယူဆမယ်ဆိုရင်ယူဆနိုင်စရာရှိတဲ့အရာဖြစ်တာမို့တာမန်ပဂတိမြင်ရတဲ့တောင်ကလေးတွေကိုလိုက်ရှာလို့ရတော့ဘယ်လိုနည်းနဲ့မှတွေ့မှာမဟုတ်ဘူးပေါ့အေးဒီပြဿနာက အရေးကြီးတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေမှာ သစ္စာ၄ပါးတို့ဘဂင်၈ပါးတို့ဆိုတာတွေကဒါတွေကတော့အလွန်အရေးပါတဲ့တရားမြတ်တွေသာဖြစ်တယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့သောတကတက်နိုင်တာဘယ်သူမှမရှိဘူး။လောကလူသားတွေအကျိုးပြုဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောင်များဘဂင်၈ပါးဆိုတဲ့အနှစ်သာရရှိတဲ့တရားကိုဟောကြားဆုံးမထားလို့ဘဂင်၈ပါးဆိုတဲ့ဒီဓမ္မဟာ လောကသားတွေအတွက်ခဏလိုက်နိုင်ရင်ခဏအကျိုးရှိပြီးတော့ ลกาหูจูบิวนี่ตรงไม่พีดมันกันเนี่ยเรื่องอย่างนี้คือผมยังสอบยาเยตมาดีกะปีอันนี้เสพไปพีดที่พอยาดำยาดำกับยางชอบยาเตียนเนี่ยมาใส่มือเลิกดูเยอะปกุรีเนี่ย